အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့လေးစားပါသည်ထို့အမျိုးသမီးများကိုဆိုတဲ့စာစုလေးကိုဖတ်ရှုပြမှာဖြစ်ပါတယ်တိုက်ဆိုင်တဲ့အတွေ့အကြုံခံစားချက်များရှိရင်လည်းတပါးဒီဝေမျှပေးနိုင်တယ်လေးစားပါသည်ထို့အမျိုးသမီးများကိုအန်တီခေတန်းနှုတ်ကိုလေးစားမိသည်ကြော့ကြော့လေးကိုလေးစားမိသည်အမိကိုလည်းလေးစားမိသည်ထို့အမျိုးသမီးကိုလည်းလေးစားမိသည် ိုအမျိုးသမီးများကိုကျွန်တော်လေးစားမိပါသည်။အဲ့ဒီလိုလေးစားစရာကောင်းတဲ့အမျိုးသမီးတွေမြန်မာနိုင်ငံမှာဘလောက်များရှိနေဦးမလဲ။ထို့အမျိုးသမီးများကိုကျွန်တော်တကယ်လေးစားမိပါသည်။အန်တီဒေါခင်တန်းတို့တော်တော်စိတ်မာသည်ဟုကျွန်တော်ထင်သည်။ ခင်သန်းနုကတော့တကယ်အာကပဲဟေလောကတန်တော်တော်ခံနိုင်နေဒီလိုစကားသံတွေလဲကြားရတယ်လို့တခါတလေကြားတော့လေတနာစရာကောင်းလိုက်တာ သူ့မို့လို့သူ့အစာပင်မန်းလိုက်တာယောက်ျားကတမျိုးသားသမီးတွေကတဖက်နဲ့ဆိုတဲ့ဂယုဏသက်တမ်းတွေလဲကြားရပြန်ပါတယ် တချို့ကြပြန်တော့လေသူကလည်းသူ့ယောက်ျားကိုဒီလူတွေမလုပ်ပါနဲ့တော့ဆိုပြီးမတားဘူးလားမသိဘူးသူကိုယ်တိုင်းကိုကအပိအမြောက်လုပ်နေလို့နေမှာပေါ့ဧဘာတနာเสียရှိလေဆိုပြီးပြစ်ကျင်ဝေဖန်နှာခေါင်းရှုပ်တံတွေကြားရပြန်တယ်အန်ဒီကတော့ဘာမှပြန်မတုတ်ပြန်တတ်ပါစကားနေသောအန်ဒီတယောက်ပါကျွန်တော်အခုလိုစဉ်းစားမိတာတောင်သူပြောပြတာတွေကြောင့်မဟုတ်သူများတွေပြောနေတဲ့စကားတွေရေကိုယ်တိုင်မြင်ရတဲ့အန်ဒီရဲ့အပြုအမူတွေရေကြောင့်ပါ ်အန်ဒီအမျိုးသားရှစ်တနစ်ကအဖမ်းခံလိုက်ရသည်အန်ဒီမျက်ရည်တစ်စမ်းမှမကျဟုသိရသည်အခြားသူတွေမရှိချင်းသားသမီးတွေရှေ့မှာမဟုတ်ပဲတနေရရာမှာတော့ငိုရင်လဲငိုနေမှာပေါ့လေဒါပေမဲ့အန်ဒီမျက်ရည်မကျဆိုတာလေဖြစ်နိုင်ခြေရှိသည်အန်ဒီသူ့လုံနေကြအလုပ်ကိုဆက်လုပ်နေသည်အိမ်ဆိုင်လေးကို ပုံမှန်အတိုင်းဆက်ဖွင့်ထားသည်ဈေးဆက်ရောင်းသည် လေးတွေကတော့တော်တော်လေးကြီးနေပါပြီ။အိမ်မှာအလုပ်လုပ်လိုက်တရားရုံးကျင်းတီသွားလိုက်နဲ့အလုပ်တွေရှုပ်ခဲ့ရသည်။အမျိုးသားဖြစ်သူကိုရဲလာဖမ်းတယ်လို့ထင်တာပဲ။စစ်သားလာဖမ်းတာတော့မဟုတ်ဘူးထင်တယ်။နိုင်ငံရေးနဲ့ဆက်ဆက်တယ်ဆိုပြီးတော့တဲ့။အန်တီအမျိုးသားဦးကြည်ကအရင်ကလည်းထောင်ကြဖူးတယ်ခံယူချက်တစ်ခုကြောင့်ပေါ့လေ ကိုဘာသာကိုခံယူချက်ဘလောက်ပြင်းပြင်းလေကိုကလူလို့မဟုတ်တော့ဘူးဇနီးတွေတားတွေမယားတွေရှိနေပြီအာနာတင်တာပေါ့ဆင်ကျင်တင်တာပေါ့ဆိုပြီးအန်တီအမျိုးတွေကပြစ်တင် ဆိုပြီးအန်တီအမျိုးတွေကအပြစ်ဝိုင်းတင်ကြသည်အန်တီဘာမှပြန်မပြောပူသည်အေးသည်ချိုသည်ခါသည်မတုတ်ပြန်ဘယ်သူကမှမျက်ရည်ကမထူဘယ်သူကမှအပြစ်မတင် အရင်တစ်ခေါက်ကလည်းဖြစ်ပြီးပြီလေနင်းလဲတိနေတာပဲရှုပ်ရှုပ်ရှက်ရှက်တွေမလုပ်ပါနဲ့လို့နင်မတားဘူးလားဆိုပြီးမိစေအယွင်းနေကပြောကြပြန်တယ်အန်ဒီဘာမှပြန်မပြောအလုတ်ကိုသာစူးစားလို့ပို့လို့သည်အိမ်ဆိုင်အပြင်နောက်အလုပ်တစ်ခုထပ်လုပ်သေးတယ်ပြောတယ်။ဦးလေးကြီးအမိန့်ချပြီးတော့လဲထောင်ဝင်စားရီတွေ့ဖို့လို့ရပါစေပစ္စည်းပို့ရင်အချိန်လုပြီးအလုပ်လုပ်ရပြန်တယ်။ ပင်မန်းသည်ဟုအန်တီမကြီးပါ။အိမ်ကကလေးတွေကိုလည်းစူငေါမှန်မဲတာမျိုးမလုပ်ပါ။ရှင်နှင်းမှာတော့ပူလောင်နေလိမ့်မည်။သို့သောပါရမီဖြစ်ဖက်ကောင်းတယောက်ပေါ့နော်။ကျွန်တော်လေးစားမိပါသည်ထိုအမျိုးသမီးကို။သူမျက်နာမကောင်းမျက်နာလေးငယ်နေလိုက်တာအလားတွေလည်းတိတ်မပြင်းတော့။အရွယ်ကတော့တော်တော်ငယ်သေးတယ်။ ျွန်တော်ထက်တောင်ငယ်မလားပဲအိမ်ကညီမနဲ့သူငယ်ချင်းတွေဆိုတော့သူကြည်ရတာနည်းနည်းပင်မနေတယ်လို့ပဲဒါပေမဲ့သူ့ကိုကြည်ရတာကြည်လင်နေတယ်လို့လည်းခံစားရပြန်တယ်သူမျက်နာကိုကြည့်လိုက်တိုင်းခန်းစားချက်နှမျိုးကိုတပြိုင်တည်းရနေမိတယ်။သူနာမီကဆုလက်ကြောတဲ့။သူ့ကိုရက်ွက်แท้ကလူတွေကတော့ကြကြော့လို့ခေါ်ကြတာပဲ။ကြကြော့ကတာမန်မင်းကလေးတစ်ယောက်ပါ။ယုံတယုံမှအလုံးလုံးနေတာပါ။ ူမှာရီးစားရှိပါသည် သူရီးစားကောင်လေးကလည်းပုံမှန်ယောက်ျားလေးတစ်ယောက်ပါပဲဘာအလုပ်လုပ်လဲတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်တို့ရက်ွက်ထဲကမဟုတ်တာတော့တည်ကြတယ်တီကြတာတခုကတော့သူတို့နှစ်ယောက်တော်တော်ချစ်ကြသည်ရက်ွက်ထင်းမှာသူတို့နှစ်ယောက်ကိုတွေးလျက်တွေ့နေကြအလုံးလုံးတဲ့နေရာမှာတော့မတူကြဘူးထင်တယ်မနဲ့မူလေးရင်တခါတလေကားဂိတ်မှာကျွန်တော်နဲ့ဆုံဖြစ်တယ်ညနေဘက်လဲတခါတခါတော့တွေ့တယ်တော်ကြပါတယ်နှစ်ယောက်စလုံး ပုံမှန်သုံးနေကြစကားနဲ့ပြောရရင်အိမ်အတွက်ရှာကျွေးနေတဲ့သူလေးတွေပေါ့လေနှစ်ယောက်ကတော်တော်လေးလိုက်ပါတယ်။ကောင်လေးကလည်းလူရင်မူလေးဆိုတော့ကြော့ကြော့ကန်ကောင်းပါတယ်။သူ့ကောင်လေးအဖမ်းခံလိုက်ရသည်တဲ့။အိမ်နေကသူအရန်ငိုခဲ့တယ်ပြောတယ်။သူလည်းအရန်လန့်သွားမှာပေါ့လေ။အခြေအနေတွေကပြင်းထန်လွန်းတယ်မို့လား။ ကောင်လေးအတွက်သူစိတ်ပူနေမှာပေါ့အဖမ်းခံလိုက်ရချင်းဘာဆက်လို့ရမှန်းမသိဖြစ်သွားတယ်တဲ့ဘာမှအဆက်အသွယ်မရဘူးလေသူလဲတော်တော်ခံစားလိုက်ရတယ်နောက်တော့အဆက်အသွယ်ရသွားတယ်ပြောတယ်ဤပေါ့လေအသက်ရှင်သေးတယ်ဆိုရင်ပဲတော်တော်လေးစိတ်အေးရပါပြီ နောက်ပိုင်းတော့အမိတ်ချခံရပြီးဖြစ်တယ်နှစ်ရှည်ထောင်တန်ကြရတယ်ပြောတာပဲသူထက်ကြည့်ခွဲရပြန်ပြီပေါ့အင်ကညီမကပြန်ပြောပြတယ်ကြော့ကြော့ကောင်လေးကသူ့ကိုမိလိုက်ပါတော့ အခြားသူနဲ့တွဲလဲဘာမှမဖြစ်ဘူးလွတ်လွတ်လပ်လပ်လှုပ်ပါလို့ပြောတယ်တဲ့အဲ့ဒီမှာကြွကြွရှုံးပွဲချငိုပါလီရောသူအရန်စိတ်မကောင်းဖြစ်သွားတယ်ထင်တယ်သူတို့မှာနှစ်ဦးသားတွေးထားတဲ့ရီမန်းချက်တွေ ပုံဖော်ကြည့်ဘူးတဲ့အနာဂတ်လေးတွေရှိလိမ့်မယ်။အခုတော့ဒါတွေကပျောက်ကွယ်သွားရတော့မှလား။သူအရင်စိတ်ထိတ်ကြိုက်သွားတယ်ချင်းနဲ့။ကောင်းလေးဘက်ကလည်းအရင်အားနာစိတ်ဖြစ်နေတယ်ချင်းနဲ့။လူတယောက်ကိုအကြကြီးစောင့်နေဖို့ဆိုတာမလွယ်ဘူးမို့လား။ကြကြော့ကသူ့ကောင်းလေးကိုအဲ့ဒီလိုစကားမျိုးနောက်တခါထပ်မပြောဖို့ဆိုတဲ့လူချင်းပဲပြောရတာလား။စာအသွားပြန်နဲ့ပြောရတာလားတော့မသိဘူးပေါ့လေ။ သူတစ္ဆာရှိပါတယ်။ကောင်းလေးအတွက်လိုအပ်တာတွေသွားပို့ပါသည်။အကျဉ်းထောင်ဘက်ကိုသူတယောက်ဒီသွားသွားပြီးတော့လေ။သူစောင့်နေလိမ့်ဦးမယ်။အဆုံးထိတိုင်အောင်စောင့်နေလိမ့်ဦးမည်။တနေ့တော့အဲ့ဒီလူဆောင်ရကျိုးနဲ့မှာပါ။အဲ့နေမကြခင်ရောက်လာမယ်လို့ကျွန်တော်လည်းထင်တယ်။တစ္ဆာရှိတဲ့သူတယောက်ပေါ့လေနော်။ကျွန်တော်လေးစားမိပါသည်သူ့အမျိုးသမီးကို။ မေကျွန်တော်သွားတော့မယ်ကျွန်တော်တေချာဆုံးဖြတ်လိုက်ပြီးကျွန်တော်ကိုမတားပါနဲ့တော့သွားခွင့်ပေးပါအမေကိုစိတ်ပိုင်းဖြတ်မှုကြောင့်သာပြောရသည် အမေမျက်နှာကိုရဲရဲမကြည့်ဝင်အဲ့စကားကိုပြောနေချင်းကျွန်တော်ခေါင်းကြီးငှိုက်ဆိုင်ဖြစ်နေမိသည် ကျွန်တော်ခေါင်းငုတ်ထားတာအမေမျက်လုံးကို မကြည့်ရဲလို့ပါ အမေဘလို့ခံစားနေရမလဲလို့ကျွန်တော်စိတ်ထဲမှာတောင်ပုံဖော်လို့မကြည့်ရဘူးခေါင်းငုတ်ထိုင် အမေချစ်ဖို့မိုးလေးကိုပဲမြင်နေရပါတယ်အမေမျက်ရည်မကျဘူးဟုထင်သည် ဒါပေမဲ့အမေရင်ထဲမှာငိုနေသည်ဘလောင်ဆူနေသည်ဟုကျွန်တော်အတက်သိသည် သူ ကျွန်တော်ကိုမလွတ်ချင်းအန်တရဲအရန်ရှိတယ်မို့လားအမေခြေပမိုးလေးကိုကြည့်နေရင်အမေခြေချောင်းလေးတွေကခြေဘဝါကိုအားပြုပြီးဖနက်ကိုညစ်ကြုံလိုက်တာ ကျွန်တော်သတိထားမိလိုက်သည်အမေတော်တော်ခံစားနေရပေလိမ့်မည် တကယ်တော့ကျွန်တော်ဆုံးဖြတ်ချက်ချတာတော့အခြားသူတွေနဲ့ရှင်လိုက်ရင် တော်တော်နောက်ကျနေသေးသည် အမေကျွန်တော်ကိုတားနေလို့မဟုတ်ကျွန်တော်ဘာသာ ကျွန်တော်တူဝီနေခဲ့လို့ပါ အမေအမေလဲသိပါတယ်ဒီကချိုးအကွေတွေမှာ ကျွန်တော်လဲပါဖို့လိုအပ်တယ်မို့လားအန်တရရှိနိုင်တယ်ဆိုတာသိပြီမဲ့ဒါသားတို့အနာဂတ်ကောင်းစားဖို့အတွက်လေဟုတ်တယ်မို့လားအမေလို့ထပ်ပြောလိုက်ပါသည် အမေမျက်နာကိုကျွန်တော်မကြည့်ရသေးဘူးအမေငိုနေမှာစိုးလို့ စတေးသိရင်လည်းစတေးရမှာပေါ့နော်အမေကျွန်တော်ကတော့မန်နေလို့ထင်လို့ရွေးလိုက်တာအမေတရားတဲ့ဘက်ကကျွန်တော်နေမှာပါအမေလို့ချက်ပြောလိုက်ပြန်တယ်အမေငိုနေပြီလားမသိဘူးတားမကိုလည်းစိုးနေမိပြန်တယ်ကျွန်တော်လည်းပြောရင်ရင်ခုန်နေတယ်လို့အမေလည်းရင်ခုန်နေလိမ့်မယ်အမေတခုတားတခုမို့လားကျွန်တော်ဘယ်လိုလုပ်အမေကိုတယောက်တီထားခဲ့ခြင်းပါမလဲ သားကြီးအမိအတွက်ဘာမှမပူနဲ့အန်တီမြတို့လည်းရှိတယ်မှန်နေတို့လည်းရှိတယ်မို့လားအမိအကုန်အစဉ်ပြေတယ်ဒါပဲအရာရာဂယုဆိုင်အမိအမြဲဆူတောင်းပေးနေမယ်အမိသားကမန္နာကိုရွေးတာမို့လို့ကျွန်တော်မောကြည့်လိုက်တော့မယ်နော်အမေစကားတန်ကြားနေရပြီဆိုတော့လေကျွန်တော်အမေကိုလေးစားမိပါသည် တကယ်တော့အမေငိုချင်နေလိမ့်မည်ဒါမှမဟုတ်ရင်ဘတ်ထဲမှာငိုနေလောက်ပြီဘယ်လိုပဲဖြစ်ဖြစ်တနေ့ ျွန်တော်ပြန်လာပြီးအမေနဲ့အတူတူနေမှာပါအဲ့ဒီနေ့အမြန်ရောက်ဖို့တာကြိုးစားလိုက်အောင်မယ်အမေရေအမေဆူတောင်းကြောင်းသာဘေကင်းနေဦးမှာပါ တရှိရှိတတိုင်းတိုင်းအတန်တွေကြားမှာအမေဆူတောင်းကြောင်းသာတာဘေကင်းနေဦးမှာပါ အမေကျွန်တော်ကိုတတိယနေလိမ့်ဦးမယ်ကျွန်တော်လေးစားမိပါသည်သူအမျိုးသမီးကို အသက်ကြီးတဲ့အချိန်တန်တိုင်းတွေနောက်မှာနေတာလွယ်မယ်လို့မထင်ပါကျမရေးပူပန်ရသည် ကျမ်းမာရေးဆိုလို့ခန္ဓာကိုယ်ပိုင်းတစ်ခုတည်းမဟုတ်ဘူးစိတ်ပိုင်းဆိုင်ရာရောအတွက်ပါအမျိုးသမီးမှုလို့ပို့ဆိုသည်ဒီအချုပ်အနှောင်တွေကြားမှာဘလို့များရှင်သန်နေပါလေကျွန်တော်စဉ်းစားမိသည်ငယ်ရွယ်တဲ့အချိန်တွေကိုလည်းတန်တိုင်းတွေနောက်ွယ်မှာပဲကုန်လွန်ခဲ့ရပြီးပြီအဆူဆဲပေါင်းများစွာကိုလည်းခံခဲ့ရပြန်သေးတယ်အခုတခါအချုပ်အနှောင်တွေထဲမှာပြိမိနေပြန်ပြီသူမားနေလို့လား ဒီအမျိုးသမီးမားနေလို့လားဒီလောကကြီးကမားနေတာလားဒီအမျိုးသမီးခန္ဓာရည်တွေဘယ်ကရတာလဲဘလို့ပဲခန္ဓာရည်ရှိရှိအသက်အရွယ်ကြီးလာပြီဆိုရင်တော့ဇရာကစကားပြောလာပြီလေနော်ဘယ်လောက်အထိတောင့်ခံနိုင်ဦးမလဲကိုယ်တိုင်ရွေးချယ်ပြီးဒီလန်းကိုရှောက်ခဲ့တာမို့လို့အနစ်နာခံနေဆိုတဲ့စကလုံးကိုကျမကိုကျမဘယ်တော့မှရည်ညွှန်းပြီးမပြောပါဘူးတဲ့သူ့ကိုမေးတဲ့သူတိုင်းကို तू အဲ့လိုပြောဖူးတယ် तू စိတ်တော့တော်တော်မာသည် Thomas Panni က The world is my country လို့ပြောဖူးတယ်။ဒီအမျိုးသမီးကကြတော့ My country is my world လို့သဘောထားတာဖြစ်လောက်တယ်လို့တငယ်ချင်းတယောက်ကပြောဖူးတယ်။ဒီစာအကြောင်းကို ဖာသာတော့မပြန်တတ်ပေမဲ့အစမ်းလေးနဲ့တယ်လို့တော့ထင်မိတယ်။ကျွန်တော်သူ့ကိုလေးစားမိသည်။သူအခုနေမကောင်းရဲ့လား။ကျွန်တော်လေးစားမိသည်သူ့အမျိုးသမီးကို။ အန်ဒီခင်သန်းနှုကိုလေးစားမိသည်ကြကြော်လေးကိုလေးစားမိသည်အမေကိုလည်းလေးစားမိသည် ထို့အမျိုးသမီးကိုလည်းလေးစားမိသည် ထို့အမျိုးသမီးများကိုကျွန်တော်လေးစားမိပါသည်